င်္ဂလာပါခေတ္တတလီဝင်းရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမုံမိတ်မျိုးကိုဝင်လာတဲ့စစ်ကောင်စီတပ်ကနေအိမ်တွေမှာတပ်ဆွနေမျိုးကန်တွေကိုပြန်လာဖို့ဖိအားပေးဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မုံမိတ်မျိုးအတွင်ဝင်လာတဲ့စစ်ကောင်စီတပ်တွေကနေအိမ်တွေထဲမှာတပ်ဆွနေပြီးဒေသခံတွေကိုလည်းမျိုးတဲ့ပြန်ဝင်ကြဖို့ဖိအားပေးနေပါတယ်စက္ကန်စီတပ်ဖွဲ့ဝင်တွေဟာမုံမိတ်မျိုးရက်ကတ်တွေကနေအများစုမှာရှိနေတယ်လို့မြို့ပြင်ပမှာဆက်ဆောင်နေရသူတအုပ်ကပြောပါတယ် ကျွန်မတို့ရက်ွက်ထဲကအိမ်တအိမ်မှာပြူအောင်မှုကဝင်နေတယ်။အိမ်တော်တော်များများကိုဝင်နေကြတာနောက်ပြီးတော့မြို့ကထွက်သွားတဲ့သူတွေကိုပြန်လာခိုင်းနေတယ်။မပြန်ရဲကြဘူးလို့မိုးမိတ်မြို့ကတအူးကပြောပါတယ်။စက္ကန့်စီတော့ဖက်ဝင်းနေဟာနိုဝင်ဘာလ25ရက်နေ့နေ့လယ်ပိုင်းကစပြီးမုံမိတ်မြို့အတွင်းကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။မုံမိတ်မြို့ပေါ်မှာရက်ွက်ဆယ်ခုရှိပြီ ဒေသခံသုံးပုံနှစ်ပုံဟာမြို့ကိုစုံခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်။နေတိုင်းလေရင်ဝဲတဲ့တိုက်ပွဲဖြစ်မှာဆိုတဲ့သတင်းတွေကလူတိုင်းပြောနေကြတယ်လို့ဒီကနေ့ဒီဇင်ဘာလ3ရက်နေ့အချိန်လေးကိုမိုးမေမြို့ကန်တအူးကပြောပါတယ်။ မုံမိတ်မျိုးဟာကချင်လွတ်လပ်ရေးတပ်မတော်ခင်အားရေးထင်းချုပ်ထားတဲ့မမိတ်မျိုးနယ်နဲ့ဆက်စပ်နေပါတယ်။မုံမိတ်မျိုးနယ်အနီးမှာခင်အားရေးတပ်ရင်း34ရှိပြီးလက်ရှိချိန်အထိစစ်ရေးပြင်ဆင်ထားမှုမရှိပေမဲ့အကယ်၍တော်လရင်အင်အားစုတွေကစစ်ကောင်စီတပ်တွေကိုတိုက်မယ်ဆိုရင်အကူအညီပေးတော့မှုရှိတယ်လို့ခင်အားရေးပြန်ဆိုင်ရေးတာဝန်ခံပုံမှုကြီးနော်ဘူးကပြောထားပါတယ်။နိုဝင်ဘာလ30ရက်ကလည်းမိုးကုံနဲ့မိုးမိတ်ကြားမှာစစ်ကောင်စီတပ်နဲ့ခရိုင်ပူပေါင်းတပ်တွေတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးမုံမိတ်မြို့နယ်ကိုစစ်အုပ်စုတပ်တွေဝင်ရောက်ပြီးနောက်ဌာနဆိုင်ရာတွေမှာတပ်ဆွဲနေစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စမ်းပြည်နယ်မြပိုင်းမုံမိတ်မြို့နယ်ကိုအပြည့်ရဲ့သဘောတူညီချက်နဲ့စစ်အုပ်စုတပ်တွေကိုတာအမျိုးသားလူမျိုးရေးတပ်မတော်တရားလန်လေးကပြန်ပေးခဲ့ပြီးနောက်ဒီဇင်ဘာလ3ရက်နေ့ကစပြီးစစ်အုပ်စုတပ်တွေမြို့ပေါ်မှာဝင်ရောက်နေတယ်လို့မြေပြင်စစ်ရေးသတင်းရှင်းပြတွေကပြောပါတယ်။လက်ရှိမှာအင်အားရနေချီတဲ့စစ်အုပ်စုတပ်တွေက မုံမိတ်မျိုးပေါ်ကဌာနဆိုင်ရာယုံတွေနဲ့နေရချို့မှာရောက်ရှိနေပြီးတက်ဆွဲနေထိုင်နေတယ်လို့မုံမိတ်ဒေသခံတဦးကပြောပါတယ်။လာဝကယုံတို့မြင်းစင်းယုံတို့မှာဆိုးဆိုးတွေဝင်ရောက်နေတယ်လို့သိထားပါတယ်။အိမ်တွေကိုဝင်ပြီးစာဖွေမွေးနှောင်းနေကြတဲ့။ကျွန်တော်တို့လည်းအသေးစားမသိရဘူး။အဲ့ထဲမှာကြံနေခဲ့တဲ့သူတွေနဲ့အဆက်တည်းသိမရဘူးဖြစ်နေတယ်။လက်တလုံးမှာတော့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာမရှိဘဲဆိုးဆိုးတက်က စစ်ပြင်းနေပြီးလေကြောင်းကနေလဲကင်းထောက်တုံးတွင်အသုံးပြုပြီးစောင့်ကြည့်နေတာကြောင့်မြို့ပေါ်မှာလူသားလူလာမရှိဘဲတိတ်ဆိတ်နေတယ်လို့သူကဆိုပါတယ်။ပီကတိ2024ခုနှစ်ဇန်နဝါရီလမှာမိုးမိတ်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကစနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးငါးလအကြာဇွန်လမှာအပိတက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ KIA ရဲ့တရင်းနဲ့ပြန်ကြားရေးတာဝန်ခံပုံမှုကြီးနော်ဖူကတော့မိုးမေမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းကထိတွေ့တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီးမယ်လက်တလုံးမှာတော့တိုက်ပွဲမရှိဘဲငြိမ်သက်နေတယ်လို့အဆက်တွေတွေလည်းပြတ်တောက်နေတယ်လို့ပြောပါတယ်မိုးကောက်ကနေမိုးမိတ်ကိုဝင်ရောက်လာတဲ့လမ်းကြောင်းတုံးခုရှိတဲ့အထက်ကမိုးကောက်ပိန်ပြေလွယ်ဆောင်မိုးမိတ်လန်မိုးကောက်ဘာနဲ့ပေါ်တဲ့မိုးမိတ်လန်နဲ့မိုးကောက်ကြောင်ကြီးကြောင်ဝါကြောင်ပုံစနဖလန်တို့ဖြစ်ပါတယ် မုံမိတ်မျိုးဟာမြို့ပေါ်ရက်ခွဲဆယ်ခုနဲ့လူဦးရေ6,800ကျော်နေထိုင်ပြီးအများစုဟာဆေးဥစုတက်တွေမဝင်ရောက်လာခင်ကတည်းကစစ်ဆောင်နေကြတာကြောင့်မြို့ပေါ်မှာလူနေနေတာကျန်ရှိနေတယ်လို့ဆိုပါတယ်ဆလပင်းစစ်ဘေးသင့်မြန်မာနိုင်ငံမှာဘိမ့်ဆိုင်ပြုံမှုစနစ်အတွင်းအမြင့်ဆုံးရောက်ရှိလာပြီးမှန်ကိုလုံငန်းအမျိုးမျိုးစုဝေးရာဗဟုချက်ဖြစ်လာကမ္ဘာဘိမ့်ဆိုင်ပြုံမှုနှစ်ပတ်သင့်နိုင်ငံအဖြစ်မြန်မာနိုင်ငံကဆက်လက်ရည်တည်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် စေဘေးတင်မြန်မာနိုင်ငံမှာဘေးဆိုင်ပြုံမှု10နှစ်အတွင်းအမြင့်ဆုံးသောရရှိလာကြောင်းကုလသမဂ္ဂ၏ထုတ်ပြန်ချက်အရသိရှိရပါသည်ကုလသမဂ္ဂ၏ယနေ့ပေါ်တဟူနေထုတ်ပြန်ချက်အရမြန်မာနိုင်ငံ၏ဘေးဆိုင်ပြုံမှုသည်စနစ်သားကာလအတွင်းစံချိန်တွင်အမြင့်ဆုံးသောရရှိခဲ့ပြီးထွက်ရှိသည့်ဘိန်းဖြူကိုအနောက်နိုင်ငံစေကွက်များသို့ကူတန်းရောင်းဝယ်နေသည့်အစောပိုင်းလက္ခဏာများတွေ့ရှိနေရကြောင်းသိရပါသည်စစ်တပ်တင်နေသည့်မြန်မာနိုင်ငံမှာတရားမဝင်တပ်ထုလူဖော်ကြမှာသည့် မတန်အံဖတ်သမင်းနှင့်ဘိန်းဖြူကဲ့သို့တရားမဝင်မူရေးစေဝါများထုတ်လုပ်ခြင်းအသည့်အမျိုးမျိုးသောမောင်းကုန်လုပ်ငန်းများစုဝေးရာဗဟုချက်ဖြစ်လာနေကြောင်းမြန်မာနိုင်ငံသည်ကမ္ဘာသိပ်တန်းဘိန်းဆိုင်ပြိုထုတ်လုပ်သူများထဲမှအချိန်ကြာမြင့်စွာပါဝင်ခဲ့ပြီး2022ခုနှစ်မှာအာဖဂန်နစ္စတန်မှာတာလီဘန်အစိုးရမှဘိန်းလုပ်ငန်းကိုနှိမ်နင်းပြီးနောက်ကမ္ဘာအဆင့်တင်နေရာသို့ရယူခဲ့ကြောင်းသိရပါသည်2021ခုနှစ်စက်တအာနာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာဖြစ်ပွားနေသည့်ပြည်တွင်းစစ်အတွက် ရန်ပုံငွေထောက်ပံ့ပေးရမှာတရားမဝင်လုပ်ငန်းများသည်အ धिक ဝင်ငွေရင်းမြစ်များဖြစ်လာကြောင်းကုလသမဂ္ဂမူရင်စေဝါနှင့်ရာဇဝမှုဆိုင်ရာယုံ UNODCE အစိန်ခန်းစာအရရခုနှစ်မှာမြန်မာနိုင်ငံမြေပေါ်မှာဘိဆိုင်ပြည်သည့်အေကမှာတက်သိန်း3000တထောင်အေကကျော်လွန်ခဲ့ပြီး2015ခုနှစ်နောက်ပိုင်းမှာအကြီးဆုံးနယ်မြေအဖြစ်မှတ်တမ်းတင်ခဲ့ကြောင်းသိရပါတယ် UNODCE Agency နှစ်စဉ်ထုတ်ပြန်သည့်မြန်မာဘိဆိုင်ပြုံးမှုစစ်တမ်းမှာအာဖဂန်နစ္စတန်မှာဘိနေနေမှုများပြုလုပ်ပြီးနောက်အရှိတောင်အာဆာမကုတန်းရောင်းဝယ်သည့်ဘိန်းဖြူများမှာဈေးကွက်တင်များသို့ရောက်ရှိလာသည့်လက္ခဏာများပေါ်ထွက်နေကြောင်းသိရပါသည်2024ခုနှစ်နဲ့2025ခုနှစ်အစောပိုင်းမှာထိုင်းနိုင်ငံမှဥရောပနိုင်ငံသို့လေကြောင်းခရီးဖြင့်သွားလာသည့်ခရီးသည်များထံမှမြန်မာနိုင်ငံမူရင်းဖြစ်သည့်တန်လျာရှိရသည့်ဘိန်းဖြူစုစုပေါင်း60ကီလိုဂရမ်ဖန်ဆီးရမိကြောင်းသိရပါသည် ရင်းပမာဏသည်တိတာထင်စားသည့်အတိုင်းအတာမဟုတ်သေးပေမယ့်ပြောင်းလဲသွားသည့်ပတ်ဝန်းကျင်ကမြန်မာနိုင်ငံမှာဖိဆိုင်ပြုခြင်းနှင့်ထုတ်လုပ်ခြင်းကိုပုံမှန်အားပေးနိုင်ကြောင်းသုံးသပ်ထားပါသည်မြန်မာနိုင်ငံမှာပြည်တွင်းစစ်မဖြစ်ပွားမိကပင်ဘိန်းကိုကျဲပြန်စာဆိုင်ပြုတ်ခဲ့ကြပြီးစစ်ပွဲကြောင့်မောင်ကိုစည်းကွက်များပုံမှန်အားကောင်းလာကြောင်းဗဟုအစိုးရအာဏာလာခြင်းတိုက်ပွဲများကြောင့်စစ်မှုလုပ်ငန်းအခြေခံအဆောက်အအုံများပြည့်စုံသွားခြင်းနှင့်စည်ရဲမွေးတည်မှုမြင့်တက်လာခြင်းတို့ကြောင့်စစ်ရဲငယ်မှုများတူလာနေကြောင်းသိရပါသည် ် UNODC အစိုးရခစားမှမတိမငင်ဖြစ်မှုက လေသမားများကိုဖိဆိုင်ချင်းစီသူတွန်းပို့နေပေမယ့်ပြည်ထောင်လာသည့်ပြည်ပခါနှင့်မလုံခြုံမှုများကြောင့် ၎င်းတို့၏ဆိုင်ခဲများကိုဂရုဆိုင်ရန်ပုံမှုခက်ခဲလာတယ်လို့ဖော်ပြထားပါတယ်စစ်ပွဲအတွင်းလက်တမများနဲ့လက်နက်ကင်အဖွဲ့များနှစ်ဖက်စလုံးဝင်ဝင်ဆာနိုင်သည့်နီလန်များထဲမှတစ်ခုမှာဘိန်းဆိုင်ပြိုကျင်းဖြစ်ကြောင်းဘိန်းဆိုင်ခဲများသည်2024ခုနှစ်မှစ၍ဆက်ခွန်နေရခိုင်တို့တိုးလာပြီးမိယခုနှစ်ထွက်စီသည့်အထွတ်နှုန်းမှာတန်တထောင်ခန့်ဖြင့်ရေပူရအပြင်အပြောင်းလဲမရှိဖြစ်နေကြောင်း UNODC အစိုးရခန်းစာကမှတ်ချက်ပြုထားပါတယ်ရှင်ဆလပင် တဝဲမျိုးနဲ့ရှင်းမှန်ခံဝေးတဲ့ကြေးရွာချင်းဆက်တရားသုံးခုကိုစစ်တပ်ကဖောက်ခွဲဖြတ်ဆီးဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတဝဲမျိုးနဲ့ရှင်းမှန်ခံသာဝေးသည့်ကြေးရွာချင်းဆက်တရားသုံးခုကိုအကြမ်းတ်စစ်တပ်ကဖြတ်ဆီးကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ဒေသပြည်သူများကပြောဆိုပါတယ်။ဒီဇင်ဘာလ၂ရက်နေ့အကြမ်းတ်စစ်တပ်စစ်ကြောင်းကတဝဲမျိုးနဲ့ရှင်းမှန်ခံသာဝေးသည့်တရချမျိုးနဲ့အတွင်းရှင်း ကျေးရွာကျင်းဆက်တရားသုံးခုကိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထူအကြမ်းစစ်တပ်စစ်ကြောင်းကဖျက်ဆီးခဲ့သည့်တရားသုံးခုမှာရှင်မုံတင်ရောင်းမော်ကျေးရွာကျင်းဆက်တရားရောင်းမော်သေးတော်ကျေးရွာကျင်းဆက်တရားနှင့်ကင်းရှိစော်ဖျားကျေးရွာကျင်းဆက်တရားတို့ဖြစ်ကြောင်းသိရပါတယ်။စစ်ကွေးစစ်ကြောင်းကတဝဲမြို့နယ်ရှင်မိုင်ခန့်အကွာမှာရှိတဲ့တရားချမြို့နယ်တဲကရွာတွေကိုပြစ်မှတ်ထားပြီးတရားတွေကိုဖျက်ဆီးခဲ့ပါတယ်။စုစုပေါင်းတရားသုံးခုဖျက်ဆီးခံရပါတယ်။မိုးရွေကူရွာဘက်ကိုသွားတဲ့ရှင်မုံတင်ရောင်းမော်ရွာကျင်းဆက်တရား ရောင်းမော်တဲတော်ရွာချင်းဆက်တရားနဲ့ကင်းရှိစော်ပြရွာချင်းဆက်တရားတွေဖြက်စိတ်ခံရတာလို့ဒေသပြည်သူကပြောဆိုပါတယ်။အလားတူနိုဝင်ဘာလ26ရက်နေ့ကလည်းအကြမ်းမဲ့စစ်တပ်စစ်ကြောင်းကတရချမ်းမြို့နယ်ပြင်းဖြူကြီးရွာကိုဝင်ရောက်စစ်တင်ပြီးနေအိမ်များကိုမိဆွေဖြက်စိတ်ခဲ့ကြောင်း။ဒါအပြင်နိုဝင်ဘာလ27ရက်နေ့ကလည်းအကြမ်းမဲ့စစ်တပ်ကစေချောင်းရွာသားဆယ်ဦးကိုကျေးရွာအတွင်ဝင်ရောက်စစ်တင်ဖမ်းဆီးသွားကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးဒီမိုကရေစီကြီးမားချက်ချင်းသူရင် PDF တွေဥပဒေပေါင်းနဲ့ဝင်ခဲ့ဖို့မင်းအောင်လိုင်ကပြောဆိုပြီးအပြစ်ရတိုင်းရင်းသားတွေဂရိကဝေချိုးဖောင်းငင်းချန်ရေးလန်းကနေတွေ့ဖယ်ခဲ့တဲ့လူအပြစ်တင်ဆက်တဲ့ငုံတင်ဆက်ပေးမှာဖြစ်ပါတယ်အကြမ်းမတ်ဆင်ကောင်ဆောင်မင်းအောင်လိုင်ကဒီမိုကရေစီကြီးမားချက်ချင်းသူရင်ဥပဒေပေါင်းနဲ့ PDF တွေဝင်ခဲ့ကြဖို့ဖိတ်ခေါ်တယ်လို့ထုတ်ဖော်ပြောဆိုပါတယ်ဒီကနေ့ပြည်ဟူလင်မှာပြုလုပ်တဲ့စစ်တကတူကြောင့်စိတ်မွေးမှအကြမ်းမဲ့စေကောင်းဆောင်မင်းအောင်လိုင်ကအဲ့ဒီလိုထုတ်ပေါ်ပြဆိုလာတာပါ ဒီမိုကရေစီကိုနောက်ပြန်ဆွဲနေတာကလက်နက်ကင်လန်စင်ဖြစ်ပြီးဒီမိုကရေစီနဲ့ဖယ်ရယ်ပြည်တော်စုတည်ဆောင်ရေးဆိုတဲ့ရည်မှန်းချက်ချင်းတူညီကြရင် PDF တွေနဲ့လက်နက်ကင်တွေဥပဒေပေါင်းနဲ့ဝင်ခဲ့ကြဖို့ဖိတ်ခေါ်တယ်လို့မြန်အောင်လိုင်ကပြောဆိုပါတယ်။ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကန်လက်စင်ကြောင့်ဖြစ်နေဆိုတာဆိုမြင်ဖို့အချိန်ကြာနေပြီဖြစ်တယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံနဲ့ပြည်ထောင်စုတည်ဆောင်ရေးကိုကြီးမားချက်တူကြရင် ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီး PDF အပါအဝင်လက်နက်ကန်အဖွဲ့တွေအနေနဲ့ဥပဒေပါအတွင်းဝင်ရောက်ကြဖို့နိုင်ငံတော်ကကြိုးစားဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းပြောကြားလိုတယ်လို့မင်းအောင်လှိုင်ကပြောပါတယ်။ဒါအပြင်အပြစ်ရထားတဲ့တိုင်းရင်းသားလက်နက်ကန်တွေအနေနဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကိုအကြောင်းပြလက်ညှိုးထိုးပြီးခရီးကဝတ်တွေချိုးဖောက်လို့ငင်းချမ်းရေးလမ်းကြောင်းကနေတွေ့ဖက် ဲသွားတယ်လို့မင်းအောင်လိုင်ကအပြစ်တင်ပြန်ပါတယ်။ဒီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားကိုလက်ညှိုးထိုးပြီး NCA မှာလက်မှတ်ရေးထိုးကြတဲ့တိုင်းရင်းသားလက်နက်ကန်တပ်ဖွဲ့အချို့ဟာရှီထားပြီးသားဂတိကဝတ်တွေကိုချိုးဖောက်ပြီးငြိမ်းချမ်းရေးလမ်းကြောင်းတွေဖက်မှုပြုလုပ်ခဲ့ကြတယ်လို့မင်းအောင်လိုင်ကဆိုပါတယ်။မင်းအောင်လိုင်ကစစ်တပ်အနေနဲ့နိုင်ငံအတွက်အဓိကအရေးကြီးတဲ့အခန်းကဏ္ဍကနေဆက်လက်ပါဝင်နေမှာဖြစ်ပြီးငင်းချမ်းရေးလူချင်းရင်ဖြစ်တဲ့ဖြစ်တိုက်တာတွေကိုပဲတောင်းဆိုရမယ်လို့မင်းအောင်လိုင်ကအထက်စီးကနေပြောဆိုသွားပါတယ်။ ရွေးကောက်ပွဲကိုများမကြာမီကျင်းပမှာဖြစ်ပေမဲ့ဖျက်လို့ဖျက်စီလုံနေသူတွေကရွေးကောက်ခံအစိုးရပေါ်လာရင်နေရာပြောက်မှာဆိုလို့ရွေးကောက်ပွဲကိုဖျက်စီနေကြတာလို့သူကဆက်လက်အပြစ်ဖို့သွားပါတယ်ရှင်။